Brands ကကျင်းပတဲ့ဒီ season ဟာဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်ပြီးကျောင်းသားကျောင်းသူ1800လောက်စိတ်ဝင်စားတက်ရောက်လာကြပါတယ်2015 16တက္ကသိုလ်ဝန်ထမ်းဆာမွေးဝဖြည့်ဆိုမဲ့ကျောင်းသားတွေအတွက်ပြုလုပ်တဲ့ဒီပွဲမှာဝိုင်းဆရာဆရာမကြီးတွေကိုယ်တိုင်အခမဲ့ပို့ချပေးနေတာလည်းဖြစ်ပါတယ်မြန်မာကျောင်းသားလူငယ်တွေကျမ်းမာတန်ဆွမ်းပြီးဉာဏ်ရည်ထက်မြက်ဖို့အားပေးတဲ့ဒီပွဲကို2015ခုနှစ်တက္ကသိုလ်ဝန်ထမ်းဆာမွေးပွဲမှာမြန်မာနိုင်ငံလုံးပထမဆုရခဲ့တဲ့ဤရတနာနိုင်လဲတက်ရောက်ပြီး အားပေးစကားပြောတာတွေအကြံပေးတာတွေပြုလုပ်ခဲ့ပါတယ်။ This year over 2000 students who get our teaching material and most of them can also study here in this hall. ဘုလိုရင်မြမပြည်ကဆယ်တန်းကျောင်းသားတွေနဲ့ကျင်းပပြီးတာဟာဒုတိယဒီစီပေါ်မှာမြမလူငယ်တွေဉာဏ်ရည်ဖက်မျက်စင်ကိုအားပေးတာလည်းဖြစ်ပါလေအကောင်းဆုံးဆရာကြီးဆရာမကြီးတွေရဲ့သင်ကြားမှုတွေနဲ့တူလူငယ်တွေအပြတ်နိုင်ဆုံးစာကိုလေ့လာပြတ်မှတ်ပြီးစာမုပ်ဘဲကိုဖြည့်ဆည်းသွားကြဖို့မျှော်လင့်ပါတယ် ထရက်ကြာကျင်းပမဲ့ဒီပွဲမှာထောင်နဲ့ချီပြီးတက်ရောက်လာတဲ့ចောင်းသားတွေဟာဆာမေဘွဲအတွက်ဝိုင်းရဆရာကြီးတွေနဲ့အတူအာတုံခွန်ဆိုင်ကျိုးပန်းနေကြပါပြီ။ဆရာကြီးဦးသိန်းနိုင်ခိုင်မြင့်တာနဲ့တရမန်ဖြစ်ခန့်အပ်ထားတဲ့ဆဆန်းခန့်လိုင်တို့ကလည်းအားပေးစကားတွေပြောဆိုခဲ့ကြပါတယ်။ဆဆန်းခန့်လိုင်ကတော့လူငယ်တိုင်းဘဝရည်မှန်းချက်ပြည့်စုံကြစေဖို့ဆုတောင်းပေးခဲ့ပါတယ်။ Okay, I will fighting ကျိုးသားပါကျွန်တော်အားပေးနေပါတယ်။ ပြီးတော့အားလုံးလည်းဒီတိတ်တူလက်ဆောင်ဝဲအပါအဝင်တခြားသောဆောင်ဝဲကိုဖြည့်ဆည်းကြမယ်ဒီကျောင်းသားတွေပြီးတော့ဘဝရည်ရွယ်ချက်ကိုတွားနေကြတဲ့ပုံတွေအားလုံးရည်ရွယ်ချက်ကိုပြောင်းပြီးဆောင်ရည်အောင်မြင်ပါစေလို့ကျေးဇူးတောင်းပါတယ်အားလည်းပါပြီး